အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မမနာထောင်လွားနေတဲ့ညမစော်ရဲပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်တူအန်နာပါစုငယ်နာဆိုရင်မိန်ကလေးတယောက်ကတော့မိုဟစ်ဆိုရဲကောင်းလေးနဲ့လက်ထပ်ခဲ့ပါတယ်အရင်နေရာမှာစုငယ်နာရဲ့ရခတိရခမခစ်ဆန်လုံးနဲ့သူမရဲ့ရောင်းမလေးလည်းရှိနေခဲ့ပါတယ်ဒီအချိန်မှာဖုန်းတော်ကြီးကလည်းပြောလိုက်ပါတယ် ခမရိုးတွေအခုပဲမိဘုံကိုပတ်ဖို့အကြောမတ်တက်ရလိုက်ကြပါမိုဟစ်ကလည်းဆုနေနာရဲ့လက်ကိုကင်ပြီးထားရလိုက်ပါတယ်ဆုနေနာကသူ့ရဲ့ခေါဝင်ကိုပြန်တက်နေမိပြီးပြုတ်ကျသွားခဲ့ပါတော့တယ်တားလေးရေဖြစ်ဖြစ်ပေါ်တားရဲ့ဖြစ်ဖြစ်ပါဆုနေနာကနေရဲ့မိန်းမဖြစ်တော့မှတို့ကိူးဆိုက်ရမယ်နော် နေမင်္ဂလာမဆောင်ခင်ကလေးကသူ့ကိုပြုတ်ကျအောင်လုပ်နေမယ်ဆိုရင်တော့ရှေ့ဆက်ပြီးဘလို့လောက်ကြမလို့တားရဲ့မဟုတ်တာအမေရဲ့အဲ့လိုတော့လည်းဘယ်ဟုတ်ပါမလဲရောင်မရဲ့ခေါဝင်ကသူ့ဟာတို့ခြေထောက်နဲ့တက်နေမိပြီးတော့ပြုတ်ကျသွားတာလေး ။အမီးကိုယ်တိုင်တွေးလိုက်ပါရဲ့။အကိုကတော့ရောင်မရဲ့လက်ကိုဘလို့ကင်ထားလဲဆိုတာကြည့်လိုက်ပါအောင်ရှင်။ခမရတို့အပိုးစကားတွေပြောပြီးအချိန်မဖြုံးကြပါနဲ့။မင်္ဂလာအချိန်ကလွတ်ထွက်တော့မယ်။ကျွန်တော်တို့အလောက်ကိစ္စတွေအကုန်လုံးကိုအချိန်နဲ့လုပ်ရမှာလေ။အမြန်ဆုံးပဲမီးပုံကိုပတ်လိုက်ကြပါတော့။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီဖုန်းတော်ကြီး။ဖုန်းတော်ကြီးကမင်္ဂလာဆောင်ဂါရမန်တန်တွေကိုရွှတ်ဖတ်ပေးနေခဲ့ပြီးသရိုးသားနဲ့သရိုးသမီးကလည်းမိဘုံကိုပတ်လိုက်ကြပါရီဒီအချိန်ကျမှရုတ်တရက်ကြီးစနေနာတယောက်ဘာဖြစ်သွားတယ်မသိပါဘူး တို့ရောင်မရဲ့မင်္ဂလာဝေဆောင်ကိုတော်ပြီးဆွဲပြေးလိုက်ပါတော့တယ်ဆက်ကတ်ကိုဆွဲလိုက်ပြီးတော့ယူပြစ်လိုက်ပါတော့တယ်ဒီမှာကနောက်ထပ်ဆက်ကတ်တစ်ထဲအထဲမှာဝေထားလို့တော်သေးရပေါ့မဟုတ်ဘူးဆိုရင်တော့ဒီမှာအားလုံးအရှင်မအရှက်ကွဲရတော့မလီဒီလောက်ထိဖြစ်ဖြစ်သွားခဲ့တဲ့အချိန်မှာအားလုံးကလည်းစူပိုးခဲ့ကြပါတယ်ဒါပါလို့တာလဲနင်ပါဖြစ်လို့နေ့ရောင်မရဲ့ဆက်ကတ်ကိုတော်ပြီးတော့ဆွဲချွတ်လိုက်ရတာလေသူကနေ့ရောင်မဖြစ်လာတော့မလီဘာလို့အခုလောလောရတာလဲမရှက်ဘူးလားနေရလေဟာငါတို့မင်္ဂလာဆောင်ပြီးသွားလို့ရှင်အိမ်ကိုရောက်လာကြမှာပဲဥစ္စာ哦 စားချင်နောက်ချင်တယ်ဆိုလို့ရှင်လည်းအိမ်မှာစားနောက်လို့ရတာပဲဘာဖြစ်လို့ဒီမှာအခုလိုမျိုးလောက်ရတာလဲဒီနေရာမှာအလောက်ထိစိုးစရာလို့လားဖိုင်လ်ကဘာဖြစ်လို့အခုလိုမျိုးလောက်ခဲ့လဲဆိုတော့ကိုတီးဖို့အတွက်ကျမတို့ပုံမြင်လေးကိုပြန်ကြည့်လိုက်ကြရအောင်ပါဆုနေနာရဲ့အိမ်ကိုရာနီဆိုတဲ့မိန်းကလေးတယောက်ကမင်္ဂလာဝတ်ဆောင်ယူလာခဲ့ပေးပါတယ်ဆုနေနာမနှက်ဖြန်နေရဲ့မင်္ဂလာဆောင်မလားနေလိုချင်တဲ့ပုံစံအတိုင်းပဲမင်္ဂလာဝတ်ဆောင်ကိုငါဖန်တီးပေးထားတယ်ဒီမှာကြည့်ဆုနေနာနဲ့သူရဲ့မိဘတွေကတော့ဝတ်ဆောင်လေးကိုကြည့်လိုက်ပြီးအရန်ကိုသဘောကျနှစ်သက်ကုန်ကြပါတယ် ဝယ်ဆောင်ကတကယ်အရန်ကိုလှပါလုံးနေရပါပဲလှလိုက်တာဟဲ့တကယ်အရန်ကိုလှရသေးလားဝယ်ဆောင်လေးကတော်တော်လေးကိုလှတာပဲဟုတ်တယ်ဟုတ်တယ်ငါ့ရဲ့သမီးလေးသဘောကျတဲ့ပုံစံကလည်းတကယ်ကိုအမခန်းပါပဲကွာအရန်ကိုလှပါလုံးနဲ့နေရမင်္ဂလာဆောင်ဝယ်ဆောင်လေးကိုငါဝတ်ထားတာအရန်ကြည့်ချင်နေပြီမင်္ဂလာဆောင်ကြရင်တော့အားလုံးကသတို့သမီးအလှဆုံးဆိုပြီးတော့ပြောနေကြတော့မှသီလားမင်္ဂလာဆောင်နေမရောက်ခင်အထိနေဒီဝယ်ဆောင်လေးကိုတင်ထားလိုက်တော့နော်နေရဝယ်ဆောင်ကအရန်ကိုလှပါတော့လို့တစုံတစ်ယောက်ကဆွဲချုပ်ပြီးယူသွားရင်ဘယ်လိုလုပ်မလဲ အမေရလေလေတကယ်ပါပဲဘယ်သူကအဲ့လိုလုပ်လို့လဲရှောက်ပြောနေပြန်ပြီမင်းတို့အားလုံးပြောနေတဲ့စကားတွေကအတိတ်ပဲတစမှမရှိဘူးလို့ငါတော့ထင်တယ်ဝိဆောင်တစုံကဘလောက်ပဲလှပလုံးနေပါစေငါသမီးလေးထပ်ပိုးပြီးလှပစရာဘာအကြောင်းရှိလဲဟုတ်တယ်ဦးလေးရဲ့ဦးလေးပြောတဲ့စကားတကယ်မှန်တယ်ကျမရဲ့တငယ်ချင်းစွနေနာထပ်ပိုးပြီးတော့ဘာမှမလှပပါဘူးအထူးသဖြင့်ဖခင်တယောက်အတွက်ပေါ့သူ့သမီးလေးထပ်ပိုးပြီးလှပတဲ့အရာကဒီလောကကြီးမှာဘာရင်းများထပ်ပြီးတော့ရှိနေအောင်မလဲဖခင်ဖြစ်သူထံကဒီစကားကိုကြားခဲ့ရတဲ့အခါမှာစွနေနာကလည်းသူ့ရဲ့အဖေကိုဖတ်ထားခဲ့ပါတယ် တမီးလေးရဲ့အဖေကတမီးငိုဖို့တော်ဒီစကားကိုပြောတာမှမဟုတ်တာတမီးရဲ့ဘာဖြစ်လို့ငိုနေရတာလဲမငိုပါနဲ့ကွာမငိုပါနဲ့တမီးလက်ထပ်ပြီးသွားလို့ရှင်လေအဖေတို့ရှိကိုအမြဲတမ်းပြန်လာနေလို့ရတာပဲတမီးစိတ်ပါတဲ့ခါတိုင်းဒီကိုပြန်လာပြီးရောနေပေါ့အဖေတို့ကတော့အမြဲတမ်းပဲကြိုးစိုးနေပါတယ်အဖေလောက်တမီးကိုဘယ်သူမှချစ်မှာမဟုတ်ဘူးသိရဲ့လားတမီးအဖေကိုအချစ်ဆုံးပဲဖေဖေကဒီလောကကြီးတစ်ခုလုံးမှာတမီးအချစ်ဆုံးပဲတစ်ဖက်မှာမိုဟေတီရဲ့အိမ်မှာလည်းမင်္ဂလာဆောင်အတွက်စစ်စဲနေခဲ့ကြပါသေးတယ် လူတယောက်ကလည်းမိုဟေတရားမင်္ဂလာဝေဆောင်ကိုလာပေးအပ်ခဲ့ပါတယ်။ကဲဒီမှာအကိုရေအကိုရဲ့မင်္ဂလာဆောင်ကြရင်ဝေဖို့အတွက်အင်းကြီးကိုအကိုတို့စိတ်တိုင်းကြားတဲ့ပုံစံအတိုင်းပဲကျွန်တော်လုပ်ထားပေးရနော်။မိုဟေကလည်းသူရဲ့မင်္ဂလာဝေဆောင်ကိုကြည်လိုက်တဲ့အခါမှာအတော်လေးသဘောကျသွားခဲ့ပါတယ်။သူမင်္ဂလာဝေဆောင်ကလည်းတကယ်အရန်ကိုခန်းနာစွာနဲ့လှပါလုံးနေပါတယ်။မိုက်တဲ့တငယ်ချင်းရေမင်းကတကယ်အရှမ်းကိုကြောက်တာပဲငါတော့မင်္ဂလာဆောင်ဝိဆောင်ကိုအကောင်းမွန်ဆောင်လုပ်ထားပြီးရနော်ဒီအချိန်မှာပါယယ်အနောက်ကနေဖြစ်ဖြစ်လေးရောက်ရှိလာခဲ့ပြီးတော့ဆိုဖာခုံပေါ်မှာပီကေကိုထားလိုက်ပါတယ်ကဲအကိုရေ အကိုကျွတ်မင်္ဂလာဝတ်ဆောင်ကိုလာပို့ပေးရလားထိုင်လေးဝတ်ဆောင်ကိုလာပို့ပေးတယ်ဆိုလို့ရှင်လည်းမောနေရောပေါ့ခဏလေးထိုင်တော့ကျွန်မအကိုကျွတ်ရေခတ်လာခဲ့ပေးမယ်အေးဟုတ်တယ်ဟုတ်တယ်တငယ်ချင်းရဲ့ထိုင်လေးမင်းကတလောက်ကြာမှလာပါတယ်ဝတ်ဆောင်ကိုငါအတွက်ယူလာခဲ့ပေးတာဆိုတော့အေးအေးစစ်စစ်ထိုင်ပါဦးမဟုတ်ချော်လေးပါလေးစားပြီးတော့မှပြန်ကွာဟုတ်ပြီလားဒီလိုနဲ့ဝတ်ဆောင်လာပို့တဲ့သူကဆိုဖာခုံပေါ်မှာထိုင်နေခဲ့ပါတယ်ဖိုင်လ်ကလည်းမဟုတ်ချော်နဲ့ရေယူဖို့အတွက်အခန်းထဲကိုဝင်သွားခဲ့ပါတယ်ခဏလေးတော့မိုဟီတီယမ်မိဘတွေကလည်းရောက်ရှိလာခဲ့ပါတယ် ကဲတော်လေးရေမင်းရဲ့ဝိဆောင်ကတော့ရောက်ရှိလာခဲ့ပြီတခြားလိုအပ်တဲ့ကိစ္စတွေအကုန်လုံးကရောဘလို့လဲလှုပ်ပြီးသွားပြီလားကားအထွက်ကိုရောမင်းစကားပြောကြည့်ပြီးသွားပြီလားမနေ့ဖြန်ကြရင်ကားနဲ့သွားရမှာနော်ရပါတယ်အဖေရဲ့စိတ်ပူမနေပါနဲ့ကျွန်တော်ပြင်ဆင်စရာရှိရအားလုံးပြင်ဆင်လို့ပြီးသွားပြီတိလားအလောက်ကတော့နည်းနည်းလေးရောကြာပါသေးတယ်အဲ့ဒီအလောက်တွေလည်းကျွန်တော်ပြီးအောင်လုပ်လိုက်မယ်ဘာမှလည်းအရန်ကြီးစွန့်ရမနေပါနဲ့ညနေခင်းဆိုလို့ရှင်တော့အလောက်တွေအားလုံးပြီးလောက်ပြီဒါနဲ့ခမီးခမောက်ကိုလည်းဖုန်းဆက်ပြီးရောမေးကြည့်လိုက်ပါဦးအလောက်တွေအကုန်လုံးအဆင်ပြေစွာပြီးသွားပြီလားဆိုတော့ အချိန်မီအားလုံးပြီးသွားမယ်မဟုတ်လားယင်။ငါခမီးခမတ်ကိုဖုန်းခေါ်ပြီးသွားပြီ။သူတို့ဘက်ကနေပြင်ဆင်စရာရှိတာအားလုံးကိုပြင်ဆင်လို့ပြီးသွားပြီလေ။ခဏနေတော့ပါရယ်ကလေအခုနောက်ထိုင်နေတဲ့သူအတွက်မုံနဲ့စားစရာတောက်စရာတွေယူလာခဲ့ပေးလိုက်ပါရယ်။သူကောင်မအုပ်ချော်ရေးစားပြီးရဲ့နောက်မှာတော့ရေတောက်ဖို့အတွက်ခွက်ကိုမှားလိုက်တဲ့အချိန်မှာပဲခွက်ထဲကနေအိမ်မြောင်တကောင်ထွက်လာခဲ့ပါရယ်။သူကရေခွက်ကိုချက်ချင်းပဲပြစ်ထုတ်လိုက်တဲ့အချိန်မှာပါရယ်ကတော့ရှီမောနေခဲ့ပါရယ်။ဒုက္ခပဲရေခွက်ထဲမှာအိမ်မြောင်ကြီးအိမ်မြောင်ကြီးအိမ်မြောင်ရှိနေတယ်။ ပါရယ်ဘာဖြစ်လို့အခုလိုမျိုးလောက်ရတာလဲနင်းထပ်ပြီးတော့စားနောက်နေပြန်ပြီလားဩတားရယ်အရန်ကြီးလဲလက်မနေပါနဲ့အဲ့ဒါကအိမ်မြောင်အစင်မဟုတ်လောက်ပါဘူး plastic နဲ့လောက်ထားတဲ့ကစားစရာအယုတ်ပဲဖြစ်ရမယ်အဲ့ဒီမှာကြည့်လိုက်လေအိမ်မြောင်မမဟုတ်တာကျမတို့ရဲ့သမီးလေးကလေငငယ်လေးကလေးကအရန်ဆိုးတာသူအမြဲတမ်းပဲအဲ့လိုလုံးနေတတ်တယ်သူဒီလောက်တောင်မှကြီးနေပြီအခုချိန်ထိဆိုးသွားနေတော့ပဲဟုတ်လားအမကြီးရဲ့ကျွန်တော်ကဖြစ်လန့်သွားတာပဲဗျာတကယ်အိမ်မြောင်အစ်စ်ကြီးလားဆိုပြီးတော့ဒါဆိုလို့ရှင်တော့ရပါပြီကျွန်တော်သွားတော့မယ်နော် ။ပြောပြီးနောက်မှာတော့အရီလိုကလည်းနေရာကနေထားလိုက်ပါရီ။သူထိုင်နေတဲ့နေရာမှာပါရဲအခုနာရုံက PK ရီလာချသွားပါရီ။မိုဟစ်နဲ့သူ့ရဲ့မိဘတွေကဂျာကိုတွေးခဲရပေမဲ့ဘာမှမပြောခဲ့ကြပါဘူး။သူအရီကနေထွက်သွားခဲ့တဲ့အချိန်မှာတော့သမီးရဲ့ဘာလို့အလောက်တော်မှာစိုးရတာလဲ။နေသူ့ကိုခြေကွက်ထဲမှာအိမ်မြောင်ထည့်ပြီးတော့ကြိုက်တယ်။အခုသူ့ရဲ့အနောက်မှာလည်း PK ကြီးတန်းလန်းနဲ့နေရအခုဆိုရင်တော့အရွယ်ရောက်နေပြီခလေးလည်းမဟုတ်တော့ဘူးအလောက်ထိလိုက်ပြီးစားနောက်မနေနဲ့လေကျမဒီအိမ်မှာအငယ်ဆုံးလေအားလုံးအတွက်အမြဲတမ်းအငယ်ဆုံးပဲဖြစ်နေမှာမဟုတ်ဘူးလား ထားလိုက်ပါအဖေရရပါတယ်။သူကနည်းနည်းပါးစားနောက်ကြပဲအလောက်ကတော့ကိစ္စမရှိဘူးရရတယ်။တရားကြရင်ကျွန်တော်ညီမလေးကလည်းလက်ထပ်ပြီးဒီကနေထွက်သွားရမယ်သူပဲလေ။ဒီလိုနဲ့နှစ်ဖက်မိသားစုဝင်တွေကလည်းမင်္ဂလာဆောင်အတွက်အပြင်အစင်တွေကိုချင်းချင်းတဲ့ကျင်းပဖို့အတွက်ပြင်ဆင်နေကြပါရယ်။နောက်နေ့မှာတော့သတို့တော်ဘက်ကမိသားစုဝင်တွေအကောလို့အင်ကနေထွက်ခွာရတော့မယ့်အချိန်ကိုရောက်နေပါပြီ။ပါရယ်အပြင်ကိုထွက်ကြည့်ခဲ့တဲ့အခါမှာသတို့သားရဲ့ကားကိုတတိတခြားပြင်ဆင်ထားပါရယ်။အနောက်မှာတော့နောက်ထပ်ကားတွေအများကြီးရပ်ထားပါတယ်။အနောက်ဆုံးမှာရပ်ထားတဲ့ကားကမစ္စရာရဲ့ကားလားမသိဘူး။ အဲ့ဒီအိမ်ကကောင်းလေးတွေကဘယ်အချိန်ပဲကြည်ကြည်ငါ့ကိုအမြဲတမ်းပဲစားနောက်နေကြတယ်။ငါတို့ကိုတခုခုပြန်ပြီးသင်ကန်းစာပေးမှဖြစ်မယ်။ဒါမှတို့တွေအမြဲတမ်းငါဘာလဲဆိုတာကိုသိသွားမှာ။ပိုင်လ်ကလည်းအနောက်ဆုံးကားရဲ့တာယာတွေအကုန်လုံးကိုဖောက်ပစ်ထားလိုက်ပါရီ။အချိန်ကတည်းကမြင်သွားခဲ့တဲ့အခါမှာသရိုသားဘက်ကစတင်ထွက်ခွာခဲ့ကြပါရီ။မိသားစုဝင်တွေအကုန်လုံးကလည်းသရိုသမီးရဲ့အိမ်ကိုရောက်ရှိလာခဲ့ကြပါပြီ။အဲ့တဲ့တွေအကုန်လုံးကပျော်ရွှင်စွာနဲ့ကားခုန်နေခဲ့ကြပြီးပိုင်လ်ကိုယ်တိုင်ကလည်းသူ့ကိုရဲ့မင်္ဂလာဆောင်မှာပျော်ရွှင်စွာနဲ့ကားခုန်နေပါရီ။ ဒီအချိန်မှာပဲမိုဟစ်တီရဲ့အဖေပြောခဲ့ရပေါ့တားလိုက်ရေဘယ်လိုဖြစ်ကြလဲငါတို့ရဲ့အရေးပါတဲ့ဧည့်သည်တွေကအခုချိန်ထိမလာကြသေးဘူးမစ္စရာရဲ့မိသားစုဝင်တွေအကုန်လုံးဘယ်လိုရောက်နေကြတာလဲသူတို့ရဲ့မိသားစုဝင်တွေတယောက်မှအခုချိန်ထိမရောက်ကြသေးဘူးနော်ဖေဖေရေဘာတွေပြောနေရလဲဒီမှာဘုံတန်ဆိုင်တန်တွေနဲ့ကျွန်တော်ဘာမှလည်းမကြားရဘူးအချင်းတန်တွေကလည်းစူညံနေရပဲအချိန်ကတည်းကမြင်သွားခဲ့တဲ့အခါမှာသရိုတာဘက်ကအရေးပါတဲ့သူတွေအကုန်လုံးကိုကြိုးဆိုခဲ့ကြပါတယ်မစ္စရာရဲ့မိသားစုဝင်တွေအကြောင်းကိုတော့အားလုံးကလည်းမေ့ပြောက်ဖြစ်သွားခဲ့ကြပါပြီ ကဲဘလို့လဲခမရတို့အားလုံးစားတော့လို့ကောက်ခုံလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့မင်္ဂလာဆောင်ရိုးရထုံးတဲ့ဆင်နာရီစတင်လိုက်ကြရအောင်လားအချိန်ကောင်းလေးကတဖြည်းဖြည်းနဲ့ကုန်လွန်သွားတော့မယ်ဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့သတို့သားနဲ့သတို့သမီးကိုအမြန်ဆုံးသွားခေါ်လိုက်ကြမယ်လေဖုန်းတော်ကြီးကလည်းစောင့်မျှော်နေပြီဆိုတော့ကျွန်တော်တို့အမြန်လောက်ရမယ်ခဏနေတော့မိုဟစ်နဲ့ဆွလနာတို့နှစ်ယောက်စလုံးကလည်းမင်္ဂလာဆောင်ခမ်းမကိုရောက်ရှိလာခဲ့ကြပါတယ်ဖုန်းတော်ကြီးကလည်းနှစ်ယောက်စလုံးကိုမင်္ဂလာဆောင်ပေးနေခဲ့ပါပြီ မင်္ဂလာမီပေါင်ကိုပန်းနေခဲ့တဲ့အချိန်ခါလေးမှာပါရလျောက်ရှိလာခဲ့ပြီးသူရဲ့ရောင်မဖြစ်သူရဲ့စကတ်ကိုဆွဲပြလိုက်ပါတယ်။ကဲတော်ပြီတမီလေးပါရလ်နေအရန်ကိုစိုးတယ်ဆိုတာကငါတို့လည်းသိပါတယ်။အိမ်မှာစိုးတာကိစ္စမရှိပေမဲ့အပြင်မှာထိအဲ့လိုလိုက်လုံနေရကတော့ငါတို့လည်းသိမခံနိုင်တော့ဘူး။အဖေရဲ့ကျမကအဲ့လောက်ထိစိုးသွားနေတော့လည်းမဟုတ်ပါဘူး။ကျမအကုန်နဲ့ရောင်မရဲ့မင်္ဂလာဆောင်ကိုကျမကအကြောင်းမဲ့ဖြက်စီးပြစ်မှာမလား။ဟိုမှာကြည့်ပါဦး။အရင်ဆုံးကျမယူပြီးဆွဲပြလိုက်တဲ့စကတ်အနေထားကိုလည်းတစ်ချက်လောက်ကြည့်လိုက်အောင်။ ိသားစုရဲ့တွေအကုန်လုံးကလည်းသတို့သမီးရဲ့စက္ကပ်ကိုကြည့်ခဲ့ကြပါရဲ့မင်္ဂလာဆောင်မဝစ်စင်ဖို့အတွက်ချုပ်လုပ်ထားတဲ့သတို့သမီးရဲ့စက္ကပ်လေးကတော့မိလောင်ကျွမ်းသွားခဲ့ပါပြီအမွှေးတွေလည်းအများကြီးထွက်နေခဲ့ပါရဲ့ဖုံးတော်ကြီးကလည်းချက်ချင်းထားရခဲ့ပါရဲ့ဒုက္ခပဲဒါဘလို့ဖြစ်တာလဲမင်္ဂလာဝစ်ဆောင်ကဘလို့ဖြစ်ပြီးတော့မိလောင်သွားရတာလဲကျမအားလုံးကိုပြောဖို့အတွက်စူးစမ်းနေတာအားလုံးကတွေ့လည်းမတွေ့ကြသလိုမျိုးကျမပြောတဲ့စကားကိုလည်းနားမထောင်ကြဘူးဖုံးတော်ကြီးကမီးဝဲထဲမှာထောပတ်နည်းနည်းလေးထည့်ထားပဲရှိသေးတယ်။ရောင်းမရဲ့မင်္ဂလာဝဲဆောင်ကမီးဆွဲသွားတာ မီးရည်အများကြီးဆွဲလာတဲ့အချိန်မှာကျမကလည်းစကတ်ကိုရှူပြီးတော့လွှတ်ပြစ်လိုက်တာလေကျမတော်မလို့ဘူးဆိုရင်တော့ရောင်မရဲ့ခြေထောက်တစ်ခုလုံးမီးလောင်သွားတော့ပြီဟုတ်တယ်ဟုတ်တယ်တမီးလေးပြောတဲ့စကားကမှန်တယ်ငါနောက်ထပ်တတွဲကိုမင်္ဂလာဆောင်ပေးဖို့အတွက်သွားရအောင်ပါဆိုတော့ဒီမှာအမြန်လက်စားတတ်နေရလေသတော်တမီးရဲ့ဝတ်ဆောင်ပြီးဆွဲနေရကိုငါသတိမထားမိခဲ့ဘူးငါအမြန်အမြန်လှုပ်ပြီးစိတ်တော်နေရတဲ့ဒါရီဖြစ်သွားခဲ့ရတာပါတမီးလေးပါရလို့အားလုံးပဲကျေးဇူးတင်တဲ့နော်မဟုတ်ရင်တော့ဒီနေ့သတော်တမီးတယောက်ဒုက္ခရောက်ပြီလေ ငါဒီဝဲဆောင်ကိုရမ်းကြိုက်ခဲ့တာဒါပေမဲ့ပြက်စီးသွားခဲ့ရပြီထားလိုက်ပါတော့လေငါဖေရပြောတယ်ဒီဝဲဆောင်ထံကပိုပြီးတန်ဖိုးရှိတယ်တဲ့နေရတော့ငါ့ကိုကဲတင်ပေးလိုက်တာငါဖေအသက်ကိုကဲတင်ပေးလိုက်တာနဲ့အတူတူပဲဟုတ်တယ်သမီးလေးမှန်တယ်ရောင်မကြီးကျမနဲ့တူလိုက်ခဲ့ကျမမှာနောက်ထပ်ဝဲဆောင်ရှိသေးတယ်ပါယယ်ကလည်းသူ့ရောင်မကိုအခန်းထဲခေါ်သွားပြီးပြင်ဆင်ပေးလိုက်ပါတယ်ဒီနောက်မှာတော့မင်္ဂလာဆောင်ခန်းနာပြီးဆောင်သည့်အထီးချင်းပါခဲ့ကြပါတယ်လက်ထပ်ပြီးနောက်ဆွနေနာကလည်းရခမရင်ကိုရောက်ရှိလာခဲ့ပြီးပြောရွှင်စွာနေထိုင်သွားခဲ့ပါတော့တယ် နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ကရုံးယောက်ျား၂ယောက်ရှိတဲ့မိန်းကလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ကဗီတာတယောက်ျားနဲ့တယောက်ခမတို့အားလုံးပေါင်းပြီးတော့ဂျိုသီးအကြောင်းစကားတွေပြောဆိုနေခဲ့ကြပါတယ်။ဂျိုသီးဆိုတာကတော့တခြားသူမဟုတ်ပါဘူးကဗီတာရဲ့ရောင်းမလေးပဲဖြစ်ပါတယ်။ကျွန်မတို့စူးစမ်းအားထုတ်သမျှအားလုံးဘာမှလည်းအတော့မဝင်ဘူးနော်။ဂျိုသီးကလက်မထပ်ဘူးဆိုလက်မထပ်ဖို့ပဲသူအတော်ကောင်းပါတယ်။ငါတို့ကသူ့ကိုလက်ထပ်မှဖြစ်မယ်ဆိုပြီးတော့ဖီအားပေးတဲ့အချိန်မှာသူကအလောက်သွားလောက်တယ်လေ။ ကျွန်တော်ညီမလေးကတော့တကယ်ပါပဲလေဘာလို့နားမလဲရတာလဲဘဝတစ်ခုလုံးဖြတ်ကျော်ဖို့ဆိုလို့ရှင်တော့ဘဝမှာလက်တွဲဖို့တယောက်လိုကိုလိုအပ်တဲ့ဒီအချိန်မှာပဲဂျိုတီကကပီတာကိုဖုန်းခေါ်လာခဲ့ပါတယ်နေရတော့အသက်ရှင်အောင်မယ်ဂျိုတီရေငါတို့အားလုံးထိုင်ပြီးတော့အခုပဲနေအကြောင်းပြောနေကြတာလေသိပါတယ်သိပါတယ်ကျမရဲ့ဘယ်အကြောင်းကိုစကားပြောနေကြလဲဆိုတာကိုကျမသိရဲ့ကျိန်းဒီပေါ့ကျမရဲ့မိင်္ဂလာဆောင်နဲ့ပတ်သက်ပြီးတော့စကားပြောနေကြတာဟုတ်တယ်မလားအေးဟုတ်တယ်ဂျိုတီရေအဲ့ဒါဘာတွေများမှားရွှေ့နေလို့လဲကဲဟုတ်ပြီလေဒါဆိုရင်တော့အားလုံးရဲ့ဆန္ဒတွေပြေဝသွားပြီလို့တောင်းမှလိုက်ကြ ကျမတို့လက်ထပ်လိုက်ပြီမနှက်ပြန်ကြရင်တော့ကျမတို့အားလုံးအင်ကိုလာခဲ့ကြမယ်စကားကိုဒီလောက်ပဲပြောပါရဲဂျိုသီးကတော့ဖုန်းချပစ်ခဲ့ပါရဲတဖက်မှာကပီသားကလည်းသူ့ယောင်မလေးရဲ့မင်္ဂလာသတင်းကိုကြားခဲ့ရတဲ့အခါမှာအရှမ်းကိုဝမ်းသာပျော်ရွှယ်နေခဲ့ပါဘို့အမေအမေအမေသမီးနောက်ဆုံးတော့အမေရဲ့ဆန္ဒတွေကိုပြေးအောင်ဖြည့်ဆည်းပေးလိုက်ပြီတိလားသူလက်ထပ်လိုက်ပြီတဲ့နှက်ပြန်ကြရင်တယောက်ကြောက်ကိုခေါ်ပြီးအင်ကိုလာမယ်ဆိုပြီးတော့လည်းပြောတယ်ငါညီမကလေတကယ်ကိုအယူမှပဲနော်လို့ချင်တော့ဆိုလို့ရှင်တော့တစော့ထိုအမြဲတမ်းလှုပ်တဲ့တဲ့သူ့ရဲ့အကျင့်ကတော့ဘယ်တော့မှပြောင်းမလဲမသိရောပါဘူး လက်ထပ်မယ်ဆိုလို့ရှင်လဲကျွန်တော်တော့ဘက်ကမိသားစုဝင်တွေနဲ့ငါတို့ကိုအရင်ဆုံးပေးတွေးရမှာပေါ့အခုလက်ထပ်ပြီးတော့မှသူ့ယောက်ျားကိုအိမ်ကိုခေါ်လာနေရတဲ့ဒါဖြစ်တဲ့ရလားငါတို့အားလုံးကသူ့ရဲ့မင်္ဂလာဆောင်ကိုကြီးကျယ်ခမ်းနားစွာနဲ့နှစ်ဖက်မိဘတွေဆုံဆုံလလင်းအမျိုးတွေအတိုင်းဝိုင်းတွေအားလုံးခေါ်ပြီးကျင်းပပေးမှာပေါ့ရပါတယ်ဟဲ့ရတယ်ရတယ်ထားလိုက်တော့ထားလိုက်တော့ဘလို့မဆိုဖခင်တခင်ကိုကျေးဇူးတင်ရမယ်သူကလက်ထပ်လိုက်တယ်ဆိုတော့ငါတော့ဖခင်ကိုအတော်လေးကျေးဇူးတင်သွားပြီသူတို့အိမ်ကိုလာကြပါစေရော တို့အိမ်ကိုရောက်လာတဲ့အခါကျရင်တော့နှစ်ဖက်မိဘပြန်တွေ့ကြမယ်။ဇကာရီကိုလည်းတေချာပြန်လဲပြောဆိုပြီးတော့ကြီးကြီးကျယ်ကျယ်ပဲမင်္ဂလာဆောင်ပေးလိုက်ကြမယ်လေ။အခုတော့ဘလို့မဆိုပျော်ပွဲရှင်ပွဲအချိန်ခါဆိုတော့ငါတို့လည်းပျော်ရွှင်ဖို့အတွက်ပဲပြင်ဆင်ကြမယ်လေ။ငါရဲ့သမီးလေးကိုကြိုဆိုဖို့အတွက်အိမ်တစ်ခုလုံးကိုတတိတချာပြင်ဆင်ရမယ်။ရက်ကွက်ထဲမှာရှိတဲ့အသေးတွေအကုန်လုံးကိုလည်းငါတို့ဖိတ်ရမယ်။ဟုတ်တယ်ဟုတ်တယ်အမေပြောတာမှန်တော့လဲမှန်တယ်။ကျွန်တော်အခုပဲအိမ်ပြင်ဆင်တဲ့သူနဲ့စကားသွားပြောလိုက်အောင်မယ်။ ပြီးရင်တော့ကျွန်တော်အိမ်တစ်ခုလုံးကိုတတိချာချာပြင်ဆင်ထားမယ်ကျွန်တော်ညီမလေးနဲ့တွေ့ရောက်ကြလာတာကိုကြိုးဆိုရမယ်လေမိုဟန်နဲ့ကပီတာတို့နှစ်ယောက်လုံးကလည်းဂျိုတီးကိုကြိုးဆိုဖို့အတွက်ပြင်ဆင်နေခဲ့ကြပါတယ်သူတို့ကအိမ်တအိမ်လုံးကိုသူတို့သမီးတယောက်လိုပဲပြင်ဆင်ထားခဲ့ပေးကြပါတယ်နောက်နေ့မှာတော့သူတို့ရောက်ရှိလာခဲ့ကြပါပြီကပီတာကတကားဖွင့်လိုက်တဲ့အချိန်မှာတော့အခြေအနေကြောင့်အရန်ကိုအာအာတင်သွားခဲ့ပါတယ်ဂျိုတီးနဲ့အတူတူဂရုံးပြောင်နှစ်ယောက်ရှက်နေခဲ့ပါတယ်ဟဲ့ဂျိုတီးဒီဂရုံးနှစ်ယောက်ကဘယ်သူတွေလဲနင်ပြောတော့လက်ထပ်လိုက်ပြီးနှစ်ယောက်ကြားနဲ့အတူတူလာမှာဆိုနှစ်ယောက်ကြားကရောဘယ်မှာလဲ ။ဘာလဲအကိုကလည်းဒီကရုံးနှစ်ယောက်ကကျမရဲ့ယောက်ျားပဲ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိသားစုဝင်တွေအကုန်လုံးကလည်းအတော်လေးကိုအံ့အားသင့်ကုန်ကြပါတော့တယ်။ဘာလို့တာလဲဂျိုဒီရဲ့နေရှူးများရှူးသွားပြီလား။အခုငါတို့ဘာရီလာပြောပြနေရလဲ။နေလက်မထက်တုန်းကလည်းငါတို့မှစိတ်ညစ်လိုက်ရတာလက်မထက်လို့ဆိုပြီးတော့အခုနေလက်ထက်ပြန်တော့လေနှစ်ယောက်ကိုတောင်မှလက်ထက်ထားတယ်ဟုတ်လား။အဲ့ဒါကလေကရုံးပြောင်နေတဲ့အခုဘာဖြစ်ပြန်ပြီလဲအားလုံးကကျမတို့ဆိုင်ကောင်လုံးလက်ထပ်ခိုင်းနေကြလို့ကျမလည်းလက်ထပ်လိုက်တာ ်လက်ထပ်လိုက်တော့လေအခုအပြစ်ဖြစ်ရပြန်ပြီလားကျွန်မဘွဲရတဲ့အချိန်ကစပြီးတော့အမြဲတမ်းပဲနှစ်ပုနှစ်စာလုံးနေကြတာလေပဲအချိန်ပဲကြည်ကြည်လက်ထပ်တော့လက်ထပ်တော့ဆိုပြီးတော့ပဲပြောနေကြတယ်အခုကျွန်မလက်ထပ်လိုက်တဲ့အခါကျတော့လေအားလုံးကထပ်ပြီးတော့ပြဿနာဖြစ်ကြရပြန်ပြီဒါဆိုရင်တော့အရင်ဒီလိုလိုနေယောက်ျားနှစ်ယောက်လုံးကိုခေါ်ပြီးတော့နေဒီကနေထွက်သွားလိုက်တော့မဟုတ်ရင်တော့ငါတို့ရဲ့ဂရုံနှစ်ယောက်လုံးကိုရိုက်ခွဲပြစ်မယ်ရှင်ကလည်းဘလို့ဖြစ်နေရလဲဘာလို့ဒေါသတွေတလောက်တောင်မှထွက်နေရလဲခဏလေးစိတ်အေးထားပါဦးတို့အားလုံးကိုအရင်ဆုံးအိမ်ထဲကိုလာခိုင်းလိုက်လေ ဂျိုတီရဲ့အင်တဲဝင်ခဲ့အင်တဲဝင်ခဲ့ဂျိုတီကလည်းသူ့ရဲ့ကရုံပြောင်နေအောင်နဲ့အတူတူအင်တဲဝင်လာခဲ့ပါတယ်။ကပီသားကအားလုံးအတွက်မော်တွေကိုပြင်ဆင်ပေးလိုက်ပါတယ်။ကရုံနှစ်ယောက်လုံးကလည်းမော်တွေကိုအားပါတရားထိုင်ပြီးစားတောင်းနေခဲ့ကြပါတယ်။ရိုဟန်နဲ့သူ့ရဲ့အမေကလည်းဒါရီအားလုံးကိုကြည့်ပြီးဒေါသတွေအလိုက်လိုက်ထွက်နေခဲ့ရပေါ့။နင်တို့ကရုံနှစ်ကောင်လာရဲကစားပဲစားနေကြတယ်။တခုတ်ခုတ်ပြောကြစမ်းပါဦး။ငါရဲ့သမီးလေးကတော့အရန်ကိုရိုးသားလို့နဲ့နော်ရောအုံနောက်ရှိလားမရှိဘူးလားနင်တို့ကဘလို့ဖြစ်လို့အမျိုးသမီးတယောက်ထဲနဲ့အတူတူဘဝတစ်လျှောက်လုံးဖြတ်တန်းဖို့အတွက်သဘောကျလိုက်ရတာလေ ဒီမှာအမေကြီးကျွန်တော်တို့ကိုဘာမှလာပြီးတော့အပြစ်တင်မနေပါနဲ့ဟုတ်တယ်သူပြောတာမှန်တယ်ကျွန်တော်တို့ကကရုံးဖြစ်တော့ဘာဖြစ်လို့လဲကျွန်တော်ရဲ့ရှင်ဘတ်ထဲမှာနှလုံးသားရှိပါတယ်မယုံဘူးဆိုလို့ရှင်တော့အမေရဲ့သမီးကိုပဲမေးလိုက်တော့သူကဘာဖြစ်လို့ကျွန်တော်တို့ကိုလက်ထပ်ခဲ့ရတာလဲအေးဟုတ်ပြီဂျိုသီးရေငါတို့ပြောပြအောင်နင်ဘာဖြစ်လို့ဒီကရုံးနှစ်ကောင်နဲ့လက်ထပ်ထားတာလဲဘာဖြစ်လို့လဲအားလုံးပဲလက်ထပ်ကြပါဆိုပြီးတော့ခဏခဏပြောနေကြလို့ကျွန်မလည်းလက်ထပ်လိုက်တာလေအခုမှလာပြီးတော့ပြဿနာရှာမနေကြနဲ့ကျွန်မအခုဒီယောက်ျားနှစ်ယောက်နဲ့ပဲအတူတူနေမယ် အားလုံးတော့မကြဘူးဆိုရင်တော့ကျမနှစ်ယောက်လုံးကိုတစ်ခါတည်းကွာရှင်းပြလိုက်မယ်ပြီးရင်တော့တဘွားလုံးတယောက်ထဲပဲနေတော့မယ်သားရေဘလို့ဖြစ်နေရလဲနည်းနည်းစိတ်လျှော့စမ်းပါသူတို့ကိုအခုခဏလေးလွှတ်ထားလိုက်နောက်တော့မှဘာလို့ရမလဲကြည့်မယ်တော်ပြီအိမ်တိမ်လုံးမှာပြင်ဆင်ထားတဲ့အရာတွေအကုန်လုံးကိုဖယ်ရှားလိုက်တော့မယ်ဘာပြောရွှေမှုမှလည်းရတာမဟုတ်ဘူးဒီလိုနဲ့ပဲသူကလည်းအိမ်မှာပြင်ဆင်ထားတဲ့အရာတွေအကုန်လုံးကိုဖယ်ရှားပြလိုက်ပါတယ်ဒီနောက်မှာတော့ရိုဟန်ကလည်းအလောက်ကိုထွက်ခွာသွားခဲ့ပါတယ်ကတုံးနှစ်ကောင်ကတော့အိမ်မှာပဲထိုင်ပြီးအစာအသောက်တွေကိုပဲအငမ်းမရစားတော့ခဲ့ကြပါတယ် ရွာမလေးဟိုဟိုတီတီရှောက်သွားနေခဲ့ကြပါတယ်။ကရုံးနှစ်ကောင်ကိုရွာသူရွာသားတွေမြင်တွေ့သွားခဲ့တဲ့အခါမှာတော့ရွာကွာထဲမှာရှိတဲ့သူတွေကအိမ်မလာမေးခဲ့ကြပါတယ်။နေသမီးကရိုးသွားပြီလား။ကရုံးနှစ်ကောင်နဲ့လက်ထပ်ထားတယ်လို့ကြားတယ်။အားလုံးကတိသွားကြပြီလား။ဘလို့တိသွားတာလဲ။ငါတို့ကတရွာထဲမှာအတူတူနေကြတဲ့သူတွေပဲ။အိမ်တိုင်းမှာတခုတ်ခုတ်ဖြစ်ရင်ငါတို့အားလုံးသိရပါဘော။အမေကြီးရဲ့အမေကြီးပဲပြောပါ။အမေကြီးရဲ့သမီးကလူနှစ်ယောက်နဲ့လက်ထပ်ထားတာဒါကောင်းတယ်လို့ထင်နေရလား။တရွာလုံးမှာနမဲပြတ်နေပြီ။ဘာလုပ်လို့ရမှာလဲ။ငါလဲငါ့ရဲ့သမီးလေးကိုအတော်လေးရှင်းပြပါရစေ။ သူကဘယ်သူပြောတဲ့စကားကိုမှနားမထောင်ဘူးလေပထမတော့သူ့ကိုလက်ထပ်ဖို့အတွက်ပြောနေပြောနေနဲ့ငါတို့ယူတော့မယ်လက်ထပ်ပြန်တော့လေသူကဒစိန်တစ်ခါတည်းမှာကရုံးနှကောင်ကိုလက်ထပ်လိုက်တယ်ဒီတော့ငါတို့လည်းဘာလုပ်လို့ရမှာလဲပြောစမ်းမအောင်ငါရဲ့သမီးနဲ့တမန်နှစ်ယောက်လုံးကိုအိမ်ကနေမောင်းထုတ်ရမှာလားငါတို့ကိုယ်တိုင်ဒီကနေထွက်သွားမှာလားဘာလုပ်ရမလဲငါတကယ်မသိရောဒီလိုနဲ့ပဲတရွာလုံးမှာကရုံးနှစ်ယောက်ရဲ့အကြောင်းကိုအားလုံးကလည်းသိရှိသွားခဲ့ကြပါတယ်တရမကပိသားကလည်းတရခမနဲ့အတူတူပစ္စည်းတွေဝယ်ဖို့အတွက်ဈေးကိုထွက်လာခဲ့ပါတယ် ဒီအချိန်မှာရွာမှာရှိတဲ့သူတွေကသူတို့ကိုတွေ့ရနေပြောဆိုခဲ့ကြပါတယ်။ဟိုမှာကြည့်ပါအောင်ဘလောက်တောင်မှအရှမ်းမဲတဲ့မိသားစုဝင်တွေလဲဆိုတော့ငါရဲ့ညီမကသာအဲ့လိုလုပ်လို့ကတော့အိမ်ရနေမောင်းထုတ်ပြင်မှာဒီသမီးရောက်ခမကတော့အေးအေးဆေးဆေးပဲဈေးပတ်နေရဲ့မိမနှစ်ယောက်ယူထားတယ်ဆိုတာကိုတော့အများကြီးကြားဘူးတယ်။ယောက်ျားနှစ်ယောက်ယူတယ်ဆိုတာကိုတော့အခုမှကြားဘူးလား။လူနှစ်ယောက်ကိုတောင်မှယူထားသေးတယ်ပြီးတော့ကဒုံးတွေဒီနေ့ဆက်ပြီးတော့သူတို့အိမ်ဘက်ကိုကြည့်တာတော့မှငါတို့ငရဲကြည့်လိုက်မယ်။ဒီနှစ်ယောက်ပါးစပ်မပိတ်ဘူးဆိုလို့ရှင်တော့နှစ်ကောင်လုံးရဲ့မျက်နှာကိုငါရှာိုက်ခွဲပြီးရောမယ်။ထားလိုက်ပါအမေရဲ့ဒါသူတို့အပြစ်တော့လည်းပဲဟုတ်ပါမလဲ။ ျမတို့အိမ်ကိုပဲပြန်ကြမယ်လေနော်သူတို့ကိုလှည့်ထားလိုက်ပါကပီသားကလည်းတယောက်ခမို့ကိုခေါ်ပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့ပဲနေရရဲ့တွေ့ကုံဆုံးနေခဲ့ပါတယ်ရွာမှာသူတို့မိသားစုကအတော်လေးကိုနမဲရီပြန်နေခဲ့ရပါပြီရိုဟန်ကိုရိုင်းကလည်းဘာတခုမှဖြေရှင်းချက်မပေးနိုင်ခဲ့ပါဘူးကပီသားကိုရိုင်းကလည်းသူ့ယောင်မလေးအတော်နဲ့နမဲပြန်နေခဲ့ရပါပြီသူမရဲ့အပေါင်းအသင်းမဲဆွေတငယ်ချင်းတွေအကုန်လုံးကလည်းသူမနဲ့အဆက်အသွယ်မလုပ်ကြတော့တဲ့အထီးပါပဲ တရမတော်မိသားစုအတွက်အကုန်လုံးထိုင်ပြီးတော့မနက်ဆောစားတောင်းနေခဲ့တဲ့အချိန်မှာပဲရွာသူရွာသားတွေရှောက်လာပြီးတို့အိမ်ကိုခဲနဲ့ပေါက်ခဲ့ကြပါတယ်။တွေ့လားမေဒီနေ့အားလုံးကကျွန်တော်တို့အိမ်ကိုခဲတွေနဲ့ပေါက်နေကြတယ်။ဒီနှစ်ယောက်လုံးထွက်မသွားဘူးဆိုရင်တော့ကျွန်တော်ရိုက်ခွဲပြစ်မိကြမယ်။ကျမတကားသဖွင့်ပြီးတို့အားလုံးနဲ့ရင်ဆိုင်လိုက်ပါမယ်။ဘယ်သူမှအဖြေပြန်ပေးစရာမလိုဘူး။နင်းပါဇက်ပိတ်ပြီးတော့နှစ်ယောက်ကြားတွေနဲ့ထိုင်နေလိုက်။နင်းသာထွက်သွားလို့ရှင်တော့နင်းကိုလည်းခေါင်းရိုက်ခွဲကြလိမ့်မယ်။နင်းလည်းတို့လိုမျိုးကရုံးဖြစ်သွားမယ်။ကတုံးနှစ်ယောက်ကတော့အစားအသောက်စားနေနေပဲအလောက်ရှုံနေခဲ့ကြပါဗျ။ ကျွာသူရွာသားတွေကတကားကိုယာယီချိုးပြီးအထဲကိုဝင်လာခဲ့ကြပါပြီ။ခမရတို့အသက်ရှင်ကျင်သေးတယ်ဆိုရင်တော့ဒေရွာကနေထွက်သွားလိုက်ကြတော့ခမရတို့မိသားစုကြောင့်လည်းကျွန်တော်တို့ရွာမှာရှိတဲ့မိန်းကလေးတွေအပေါ်အများကြီးတက်ရောက်မှုရှိတယ်။ဒုက္ခပဲငါကစားနောက်ချင်လို့လောက်ခဲ့တာအခုကတော့တော်လေးကိုစိုးရွားနေပြီနဲ့ကြိုးတယ်။ကျွာသူရွာသားတွေနဲ့မိသားစုဝင်တွေအကုန်လုံးငါအမှန်အတိုင်းပြောပြလိုက်တဲ့ပြီ။ဘော်ရီစဉ်းစားနေတဲ့ကြိုးသည်နေအတွက်ကြောင့်လည်းငါတို့ရွာကနေထွက်ရတော့မယ်။ရှောင်းမရဲ့ဘာဖြစ်လို့ရွာကနေထွက်သွားရမှာလဲကျွန်မမဟုတ်တာဘာတစ်ခုမှလောက်ခဲ့တာမရှိဘူး။ဒီမှာအားလုံးတေချာနားထောင်ကြ ဒီကရုံးတယောက်ကကျမယောက်ျားမဟုတ်ဘူးကျမတို့နဲ့လက်မထပ်ရသေးဘူးကျမကယဉ်ကျေးမှုရှိတဲ့အိမ်ကမိန်းကလေးတယောက်ပါမိသားစုဝင်တွေကိုအတိမပေးဘဲနဲ့လက်ထပ်လို့ရစီရလားကျမကကိုချောက်ပေါ်ကိုရက်တီးပြီးသွားတဲ့အခါကျတော့မှပဲလက်ထပ်ချင်ခဲ့တာဒါပေမဲ့ကျမရဲ့အကိုကျမရဲ့အမေကျမရဲ့ယောင်မအားလုံးကကျမကိုအမြင်ကလက်ထပ်စေချင်တယ်သူတို့ကကျမရဲ့တငယ်ချင်းတွေပါကျမဟန်ဆောင်မဲဆိုပြီးတော့ခေါ်လာခဲ့ရဒါဆိုရင်တော့ဒီကရုံးတယောက်ကနေယောက်ျားမဟုတ်ဘူးလားမဟုတ်ပါဘူးအားလုံးကျမကိုဒုက္ခပေးနေကြလို့ကျမဟန်ဆောင်တာ ပြီးတော့နင်တို့နှစ်ယောက်တေချာနားချောင်းနင်တို့နှစ်ယောက်ထဲကဘယ်သူစပင်ပေါက်လာမလဲအဲ့ဒီသူနဲ့ငါလက်ထမယ်ဒါမှမဟုတ်ငါ့မိသားစုဝင်တွေကဘယ်သူကိုသဘောကျလဲအဲ့ဒီတယောက်နဲ့ငါလက်ထမယ်အော်ဂျိုတီရဲ့နင်အတော်ကြောင်းနဲ့ငါတို့မိသားစုကိုဒုက္ခပေးမိကြောမလို့တောင်းပန်ပါတယ်ကျွန်တော်တို့မှားသွားပါတယ်ကျွန်တော်တို့သွားတော့မယ်နော်ရွာသူရွာသားတွေပြန်သွားခဲ့ကြပါတယ်ဒါနဲ့အကိုကြီးအကိုရဲ့ညီမကတော့သူတယောက်ထဲစာနာတတ်တယ်လို့ထင်နေရပုံပဲကျွန်တော်ကလက်ထပ်ပြီးသားပါခလေးနှစ်ယောက်လည်းရှိတယ်ဒါကကျွန်တော်ရဲ့ညီလေးလေသူ့ကိုလည်းကျွန်တော်အရန်ကိုလက်ထပ်ပေးချင်နေခဲ့တာ သူကတော့ကရုံတရားမဟုတ်ပါဘူးသူကကရုံဖြစ်ချင်အောင်ဟန်ဆောင်နေရတယ်အမြန်လို့လေမင်းကောင်းပေါ်မှာတက်ထားတဲ့ခေါင်းစုပ်အတူကြီးကိုဖယ်လိုက်တော့ဗီဂျေကသူရဲ့ခေါင်းစုပ်အတူကိုဖယ်လိုက်တဲ့အခါမှာတော့အရန်ကိုနှမောင်တန်းဆွားနေတဲ့သမင်းတွေရှိတာကိုတွေ့ခဲ့ရပါတယ်သူကသမင်းတွေနဲ့ပို့ပြီးတော့မှခံညားနေပါသေးတယ်ကျွန်တော်ရဲ့ညီလေးကတော့အင်ဂျင်နီယာတယောက်ပါတကယ်လို့သူ့ကိုသာသဘောကျတယ်ဆိုရင်တော့ဂျိုတီနဲ့သူ့ကိုလက်ထပ်ပေးဖို့အတွက်ကျွန်တော်ကတော့သဘောတူပါတယ်ဂျိုတီရဲ့တကယ်ပါပဲ အခုဒီနေရာမှာတဲထက်ရင်ပေါ်ရဲကြီးပဲစတိုက်ဖြစ်နေရပါလားရရရကိစ္စမရှိဘူးကျမတို့ဘက်ကနေပြီးတော့ဒီမင်္ဂလာဆောင်ကိုလက်ခံသဘောတူပါတယ်ကျွန်တော်ညီမလေးကြိုသည်သဘောတူလက်ခံနေဆိုရင်တော့ကျွန်တော်တို့လည်းငင်းစရာမရှိပါဘူးခမရတို့ကိုကြည့်ရတာကောင်းမွန်တဲ့အတိုင်းဝိုင်းကလူတွေနဲ့တူတယ်ခမရတို့မိသားစုတွေနဲ့တွေ့ပြီးတော့မင်္ဂလာဆောင်အတွက်စီစဉ်ကြတာပေါ့ဘယ်လိုလဲအမေကျွန်တော်ပြောတာမှန်လားအေးဟုတ်တယ်တာကြီးမှန်တယ်မှန်တယ်ကောင်းလေးကကောင်းပါတယ်အင်ဂျင်နီယာလည်းဖြစ်တယ်ဆိုတော့အမေသဘောတူတယ်တယောက်ကိုတယောက်ကလေးတွေကသဘောကျတယ်ဆိုရင်တော့အမေတို့ကလည်းဝင်ပြောစရာမရှိပါဘူး အမေရိကဂျိုတီကိုအရင်ကလက်ထပ်ဆေးခြင်းနေရာလေဒီနောက်မှာတော့နှစ်ဖက်မိဘတွဲဆောင်ပြီးမင်္ဂလာရကောင်းရမြတ်ရွေးချယ်ခဲ့ကြပါရီတလားကြသွားတဲ့အခါမှာတော့နှစ်ယောက်သားလက်ထပ်ခဲ့ကြပါရီဒီနောက်ဂျိုတီနဲ့ဗီဂျေတို့ကလည်းဘဝကိုပြောရွှင်စွာနဲ့ဖြတ်ကျော်နေထိုင်သွားခဲ့ကြပါရီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်